အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ဂျပန်ကိုယူလာတဲ့နဲ့မြန်မာအစားအစာလေးနဲ့ပတ်သက်ပြီးတော့မှပဲပြောပြချင်ပါတယ်ကျွန်တော်စီကိုအိမ်ကပို့လာတဲ့မြန်မာပစ္စည်းလေးရောက်လာတဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုလေးကိုလွှင့်လိုက်ရခြင်းဖြစ်ပါတယ်ပထမဆုံးတစ်ခုကတော့ပဇွန်6ပါဂျပန်ကစူပါမားကတ်တွေမှာလည်းပဇွန်6တွေရှိတတ်ပါတယ်ဒါပေမဲ့ဈေးများပါတယ်ပဇွန်6ကတော့ဂျပန်ကိုယူဖို့ယူလာတဲ့နဲ့စားကြတစ်ခုလို့ထင်ပါတယ်နောက်တစ်ခုကကြတော့ငါ6ပါ ငချောက်ကဂျပန်မှာလည်းရှိတော့ရှိပေမဲ့လည်းဂျပန်ကငချောက်တွေတော့တကယ်တော့တိတ်မကြိုက်ဘူးမြန်မာပြည်ကငချောက်ကိုပဲပိုစားကောင်းတယ်လို့ထင်ပါတယ်ဒါကြောင့်မို့လို့ချောက်ကလည်းယူကိုယူတင်တဲ့အစားအစာတစ်ခုပါပဲငချောက်အပြင်ကိုပဲဒီလိုမျိုးအာပြေချောက်ကြော်တွေလည်းကောင်းပါတယ်ဒါမျိုးတွေကလည်းမြန်မာပဲရှိရတဲ့ကြောင့်မလို့ဒီလိုအပြည့်ချောက်တွေလည်းစားကောင်းပါတယ်။နောက်တစ်ခုကကြတော့ဒီလိုမျိုးဘာလချောင်းကျော်ပစုံချောက်ကျော်တွေကလည်းစားကောင်းပါတယ်။ဒါတော့ပစုံချောက်ကျော်ရှယ်ပါ ီစိတ်ကတော့ရှင်းတန်းပေါ့နော်နောက်တစ်ခုကကျတော့လေဒါရှင်းတန်းကပဲပဇွန်6ကြော်ဒါတော့အဆက်ပါ spicy share ဆိုပြီးလို့မှာပဲရှိပါတယ်ဒီလိုပဇွန်6ကြော်ဘလက်ချောင်းကြော်တွေကလည်းဒီတိုင်းလဲစားလို့ကောင်းတယ်ခင်းနေထည့်ချက်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဒါ6ချမ်းနေရထားလဲထားခန့်နေစားလို့လည်းကောင်းတယ်တွေ့ကြောင်မလို့ဒါကလည်းယူဖို့ယူတင်ပါတယ်နောက်တစ်ခုကကြတော့ငံမြားကြီးကြော်ပါငံမြားကြီးကြော်ကလည်းဒီတိုင်းစားလို့ကောင်းလို့ဟင်းနေထဲမှာထက်ချက်လည်းကောင်းပါတယ် ညဉ့်ဉာဏ်ကြီးကျော်ကလည်းလောဘကိုမရှိမဖြစ်ပါပဲနောက်တစ်ခုကတော့စက်တုန်ကြီးကျော်ပါစက်တုန်ကြီးကျော်ဆိုလို့ရှိရင်ကျွန်တော်မြန်မာပြည်ကစက်တုန်ကြီးကျော်ရဲ့ပိုချိုက်ပါတယ်ဒီမှာလည်းစက်တုန်ကြီးကျော်ရှိပါတယ်ကျော်မှုစုပေါ်မှာရှိပါတယ်ဒါပေမဲ့မြန်မာပြည်ကကျော်လာတာပုံပြီးတော့မှကောင်းတယ်လို့ထင်ပါတယ် ကျက်တူနီကျော်ရှိလို့ရှိရင်လည်းဒီအတုတ်တွေပိုင်းမှာအဆင်ပြေတဲ့အတွက်ကြောင့်မလို့ကျက်တူနီကျော်ကလည်းယူကိုယူခဲ့တင်ပါတယ်ကျက်တူနီကျော်ပြီးတော့မှပဲဒီမှာကျက်တူဖြူကျော်ပါဒီကျက်တူဖြူကျော်ကတော့ဂျပန်ကဟာနဲ့ခက်ဆင်ဆင်တူပါတယ်ဒါကတော့မြန်မာပြည်ကမယူခဲ့လည်းရပါတယ်ဂျပန်ကမှလည်းကျက်တူဖြူကျော်လေးရှိပါတယ်ကျက်တုန်ကြီးကျက်တုန်ဖြူလေးကကိုကကိုကြော်မယ်ဆိုလို့ရှိရင်အရန်လဲအလုံးရှုပ်တဲ့အတွက်ကြောင့်မလို့ဒီလိုကြော်ပြီးတော့ဝယ်တာပို့ပြီးတော့မှအဆင်ပြေပါတယ် မြန်မာအနေမယူမဖြစ်ယူလာရမယ့်စားချက်တစ်ခုကတော့လက်ဖက်ပါလက်ဖက်ကတော့ဂျပန်မှာမရှိတဲ့အတွက်ကြောင့်မို့လို့ယူလာတက်มาတယ်အဲမြန်မာဆိုင်တွေမှာအဲ့တော့ပြောကြရမလို့ဘောနော်မြန်မာဆိုင်တွေမှာလည်းရှိပါတယ်လက်ဖက်ကတော့အညွန့်ကိုကျင်းဆက်ကုန်တစ်ခုလုံးစားကောင်းတဲ့အတွက်ကြောင့်မို့လို့ယူကိုယူခဲ့တက်มาတယ်လက်ဖက်ပါပြီးပြီဆိုလို့ရှိရင်တော့မပေါင်ဖြစ်ကတော့ပဲကြော်ပါနှစ်ပြန်ကြော်ပေါ့နော်ဒါရှိမယ် တလင်မျိုးတွေရှိပါမယ်အဲပဲကြော်ကတော့ကိုယ့်အကိုကြော်မယ်ဆိုလို့ရှိရင်လည်းကြော်လို့ရပါတယ်ဒါပေမဲ့ပဲတွေမစုံလာလို့ဘာလို့ရှိနိုင်ပါတယ်မြန်မာပြည်ကယူခဲ့တာတော့ပိုပြီးကောင်းပါတယ်မြန်မာစားစာတွေမှာဆိုလို့ရှိရင်မုံရင်ကလည်းမရှိမဖြစ်ပါပဲဒီတစ်ခေါက်ကတော့မိလီဆန်အတင်းစားမုံရင်ကအနစ်ထုတ်ပါတခြားအစရိတ်လည်းအများကြီးရှိပါတယ်ဒီလိုမျိုးတစ်ခါစားအနစ်ထုတ်လေးလည်းကောင်းပါတယ်ဒါကြတော့မုံဖတ်ပါပါပြီးသားပေါ့နော်ဒါတော့မုံရင်ကအနစ်ထုတ်ပါ ဒီလိုတပွဲစာငွေကဟင်းရထုတ်လေးတွေလည်းအဆင်ပြေမလို့ထင်ပါတယ်တခါမှတော့မစားဘူးပါဘူးစားကြည့်ပါမယ်ငွေကပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်တော့အုံတော်ခေါက်ဆွဲပါကျွန်တော်ရှိတဲ့ခောက်ဆွဲဖက်လေးနဲ့ဒီအထုပ်လေးနဲ့ဆိုလို့ရှိရင်တော့အလွယ်တကူအမြန်စားတောင်းလို့ရနိုင်ပါတယ်။ဒါမျိုးလေးတွေလည်းယူခဲ့တင်ပါတယ်။နောက်တစ်ခုယူလာစီချင်တာကတော့ရှမ်းခောက်ဆွဲပါ။ရှမ်းခောက်ဆွဲထဲမှာဆိုလို့ရှိရင်အဲမီရှမ်းခောက်ဆွဲကလည်းအရင်စားကောင်းပါတယ်။ဒါကြောင့်မလို့ဒီအဲမီရှမ်းခောက်ဆွဲကိုလည်းယူခဲ့တင်ပါတယ်။ အမီရှန်ခောက်ဆွဲအပြင်ကိုပဲတိုဖူနွေးတို့ဘာလို့လဲရှိပါတယ်ဂျပန်မှာရှန်ခောက်ဆွဲစားခြင်းနဲ့ဆိုလို့ရှိရင်ထိုင်းနိုဘီယန်နန်တို့ကလာတဲ့ဆန်ခောက်ဆွဲနေလို့စားကြတာများပါတယ်ကျွန်တော်ကတော့ရှန်ခောက်ဆွဲအရာတော့မရဘူးလို့ထင်ပါတယ်ဒါကြောင့်မို့လို့မြန်မာပြည်ကလာမယ်ဆိုလို့ရှိရင်ဒီရဲ့ရေစိန်ခောက်ဆွဲလေးယူခဲ့ပါတော့အများကြီးယူဖို့လည်းမလွယ်တဲ့တခြားမလို့ယူနိုင်တဲ့တော့ယူခဲ့ပါရေစိန်ခောက်ဆွဲ၆လေးတွေကရှန်ခောက်ဆွဲအရာတော့ပို့ပြီးတော့ရပါတယ်တိုဖူနွေးရတော့အဲဒါမျိုးအထုတ်ကြီးယူခဲ့တာလည်းကောင်းပါတယ် တောဖူမုံကတော့ရေထည့်ပြီးကြိုလိုက်ရုံပါပဲဆိုတော့ရန်ကုန်လွယ်ကူပါတယ်။တောဖူနွေတို့တောဖူကြော်တို့တောဖူတုတ်တို့စားတဲ့အခါမှာတော့ဒါလေးရှိမှအဆင်ပြေမှာပါ။ရှမ်းစားစားထဲမှာဆိုလို့ရှိရင်ပဲဘုတ်ကလည်းယူခဲ့တင်ပါတယ်။ဒီမှာတော့နတ်တူတော့ရှိပါတယ်။ဒါပေမဲ့ဒီလိုပဲဘုတ်ချက်လေးတွေကတော့မရှိတဲ့အတွက်ကြောင့်မလို့မြန်မာဆိုင်မှာပဲဝယ်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ပဲဘုတ်ချက်လေးတွေလည်းကြိုက်တယ်ဆိုလို့ရှိရင်ယူခဲ့ပါလို့တော့ပြောချင်ပါတယ်။ မြန်မာမှာပဲရှိတဲ့အစားအစာတစ်ခုပါကြတော့ပုံညင်ကြီးပါပုံညင်ကြီးကတော့ဒီမှာလည်းမရှိတဲ့အတွက်ကြောင့်မလို့ပုံညင်ကြီးကိုလည်းယူခဲ့ဖို့တော့ပြောချင်ပါတယ်ပုံညင်ကြီးလည်းယူဖြစ်အောင်ယူခဲ့ပါနော်မြန်မာအစားအစာထဲမှာမရှိမဖြစ်ကတော့ငပိရီကျူပါဒီတစ်ခေါက်အိမ်ကပို့လာတော့အိမ်ချံငပိရီကျူပေါ့နော်အဲတခြားတစ်စိတ်အနေနဲ့ဆိုရင်ရှယ်ပဲလို့ယောက်ျားကြီးတွေလည်းရှိပါတယ် ကပီးရောကိုကကိုဂျိုမယ်ဆိုလို့ရှိရင်နန်လဲနန်လို့အလုပ်လဲရှုပ်ပါတယ်ဒါကြောင့်မလို့ဂျိုပြီးသားဝယ်ကြရတော့အကောင်းဆုံးပါပဲတစိ့တွေအမျိုးမျိုးရှိတဲ့ကြောင့်မလို့ပင်ရပဲဖြစ်ကိုနှစ်သက်ရတစိ့ကိုဝယ်ခဲ့ပါလို့တော့ပြောရှင်းပါတယ်ငပီးရောပြီးတော့မှယူခဲ့တဲ့နောက်တစ်ခုကတော့ငပီးထောင်းမှာငပီးထောင်းကတော့ထိုင်းဆိုင်ကြီးမှာလည်းရှိပေမဲ့လည်းကျွန်တော်ကတော့မြန်မာပြည်ကငပီးထောင်းကိုပဲခြိုက်ပါတယ်အဲနောက်တစ်ခုကကျတော့ဟင်းချက်တဲ့ခါမှာသုံးတယ် မြုပ်တီမုံတို့အယောင်တင်မုံတို့စနွေးမုံတို့လည်းယူခဲ့တင်ပါတယ်ဒီမှာလည်းဝယ်မယ်ဆိုတော့ရှင်တို့အာရှဒိုင်မှာဝယ်လို့ရပါတယ်ဒါပေမဲ့မြန်မာပြည်ကယူခဲ့တာတော့ပို့ပြီးတော့ကောင်းမယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ခုကတော့လက်ဖက်6ပါလက်ဖက်6ကတော့မြန်မာပြည်ကလက်ဖက်6ချက်ချက်လို့ဆိုလို့ရှိရင်တော့မြန်မာပြည်ကလက်ဖက်6ကိုယူခဲ့ပါဂျပန်မှာကျတော့ green tea ပေါ့နော်သူတို့ရဲ့လက်ဖက်6ရှိပါတယ်ဒါပေမဲ့မတူဘူးပေါ့နော်ဒါကြောင့်မို့လို့လက်ဖက်6ချက်တယ်ဆိုလို့ရှိရင်တော့မြန်မာပြည်ကလက်ဖက်6ကိုလည်းယူခဲ့ပါလို့ပြောချင်ပါတယ် ဒါတော့ဒီတစ်ခေါက်အိမ်ကပို့လာတဲ့မြန်မာစားတောက်ကုန်ပစ္စည်းတွေပါတခြားစားလောက်ကောင်းတဲ့မြန်မာစားတောက်ကုန်ပစ္စည်းလေးရှိလို့ရှိရင်လည်း comment မှာရေးထားပေးပါအောင်နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ကြည့်ပါမယ်အားလုံးပဲဘိုင်ဘိုင်